တေမင်းကဘာရဲ့ရောက်လာကြပြီ ပိုင်း25ရဲ့အစမှာတော့ Ichigo တယောက်စ조사ပန်းစာအားထုတ်ပြီးနောက်မှာတော့ Kiro ဆွမ်းအားကိုတုံးနိုင်သွားခဲ့ပါတယ်။ဒီအတွက်ကြောင့်အားလုံးကလည်းဂုဏ်ယူနေခဲ့ပြီးမြဲ Ichigo ကတော့ရုတ်တရက် ကာလနဂါလို့အိပ်ပြောသွားပါတယ်။ကျောင်းမလီကတော့ဒါဆွမ်းအားကိုအလွင်ကျင်တုံးလိုက်လို့အားပြတ်သွားတာဖြစ်ပြီးစိုးရင်စရာမရှိကြောင်းပြောပါတယ်။အဲ့ဒီနောက်ကျောင်းမလီကလည်းကျန်တဲ့သူတွေအားလုံးကိုစူးနေခိုင်းလိုက်ပြီးသူတို့ရဲ့မစ်ရှင်အတွက်ဂယူဆက်ရမယ့်အချက်လက်တွေကိုမှာကြားနေပါတယ်။ဒီလိုနဲ့ခဏအကြာမှာတော့ Ichigo လည်းပြန်လို့လာခဲ့ပြီးသူ့ဘာကြောင့်ဒီနေရာမှာအိပ်ပြောသွားတယ်လဲဆိုတာကိုမှန်မှန်မီယူဖြစ်နေပါတယ်။ဒီအချိန်မှာပဲရုတ်တရက်အခန်းထဲကိုရာရော ောက်လာပြီးတောက်ဖို့အချိန်ကျပြီဖြစ်ကြောင်းလာပြောပါရယ်အဲ့ဒါကြောင့်ပဲသူတို့အားလုံးလဲကွင်းပြင်မှာစုနေလိုက်ကြပြီးခူကာခူကတော့သူ့မောင်ကန်ဂျူကိုမတွေ့တဲ့အတွက်မေးခွန်းထုတ်နေပါရယ်ဒီအချိန်မှာပဲကန်ဂျူဟာရုတ်တရက်ပေါ်လာခဲ့ပြီးသူ့ရဲ့ကောင်းနေဟာနောက်ဆုံးမှပေါ်လာတာဖြစ်ကြောင်းအာချောင်းလိုက်ပါရယ်ကန်ဂျူကသူ့ရဲ့ကျောင်းတော်နိုင်တဲ့တိုက်ပွဲဝစ်စုံကိုကြွားလုံးထုတ်လိုက်ပြီးအီချီကိုကတော့ကန်ဂျူဟာသူတို့နဲ့လိုက်မှဖြစ်တဲ့အတွက်အံ့ဩနေပါရယ် အဲ့ဒီနောက်ဂန်ဂျူဟာသူ့ရဲ့အကိုကြီးကိုတေမင်းတွေကတတ်သွားတာဖြစ်ကြောင်းထားပြောလိုက်တာကြောင့်ခူကာကူကဝင်တားလိုက်ပါတယ်။ဒါပေမဲ့ဂန်ဂျူကတော့သူ့အမကိုဝင်မပါဘူးပြောလိုက်ပြီးသူပြောစရာရှိတာကိုဆက်ပြောပါတယ်။တကယ်တော့သူ့ရဲ့အကိုဟာအရန်တော်ရဲ့လူတယောက်ဖြစ်ကြောင်းနဲ့တေမင်းတမန်ကျောင်းတော်ကိုပထမဆုံးအကြိမ်နဲ့ဝင်ဝင်ရတဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့အကိုဟာဘိုးအဆင့်တီဖြစ်လာခဲ့ပြီးမှတစ္ဆပေါက်တေမင်းတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလူမျိုးတွေကြောင့်တေမင်းတွေကိုမုန်းတီးနေတဲ့ဂန်ဂျူဟာအီချီကိုကတခြားတေမင်းတွေနဲ့မတူကြောင်းသတိထားမိတော့ပါတယ်။ UKI ရဲ့အကျိုးအပေါ်တည်တတ်မှုနဲ့မှန်တာကိုသာလုပ်ရမယ်ဆိုရင် င်တရားမကိုတောင်မကြောက်တာကြောင့်ခန်ယူအားအီချီကိုပေါ်အထင်ကြီးလာခဲ့တာပါ။ ဒါကြောင့်အီချီဂိုရိုနဲ့အတူတူလိုက်ခဲ့မှာဖြစ်ပြီးဒီခီးကနေသူ့အတွက်တခုခုတီးလဲရမယ်လို့ယုံကြည်ကြောင်းပြောပြလိုက်ပါတယ်။ဒီအချိန်ဘီနာမှာဝိုင်းနားထောင်နေတဲ့သူတွေကလည်းဂန်ဂျူရဲ့အတိတ်ကြောင့်ဝမ်းနေသွားပါတယ်။အဲ့ဒီနောက်အရာအလုံးအစင်းသိဖြစ်ပြီးတဲ့နောက်ခူအောက်ကသူ့အမကိုအနားကိုလှမ်းခေါ်လိုက်ပြီးတကယ်လုံးနိုင်မှာတေးကြလားလို့မေးလိုက်ပါတယ်။ဆေးရထက်တန်နေတဲ့ဂန်ဂျူကတော့အစင်းသိဖြစ်နေတာကြောင့်နောက်ဆုံးတော့စားထွက်ဖို့လုပ်လိုက်ပါတယ်။အဲ့ဒီနောက်အီချီဂိုရိုကိုအမြောက်ထဲဝင်ခိုင်းလိုက်ပြီးကြောင်မာလီကတော့သူတို့သွားရမယ့်နေရာကိုရောက်ရင်လူစုမကွဲအောင်ယူဆိုင်ကြဖို့အကြံပေးနေပါတယ်။လမ်းတစ်လျှောက်ဘိုးအစင်းသိမင်းနေတဲ့တွေ့ရင် ထွက်ပြေးကြဖို့ပြောရင်သူတို့ရဲ့ရင်မှန်းချက်ဟာယူကီယာကိုကဲဖို့သာဖြစ်ကြောင်းသတိရဖို့မှာကြနေပါတယ်ဒီလိုနဲ့ဝင်းကြီးလောကရဲ့နှွေထွက်ချင်းရောက်လာတဲ့အခါမှာတော့ခုကခုလည်းအမြောက်ပြောင်းကို36ဒီဂရီလှည့်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ဂါရာရီရွက်ခါအမြောက်ကိုပြစ်လိုက်တာကြောင့်အီချီကိုတို့လည်းလေထဲကိုပြန်တက်သွားခဲ့ပါတယ် ဒီချိန်ထင်သားသလောက်မဟုတ်ကြောင်းအချီကိုပြောနေတာကြောင့်ဒါအစပဲရှိသေးကြောင်းဂန်ဂျူကပြန်ပြောလိုက်ပါတယ်။ဒါကြောင့်မကြခင်မှာပဲဘောလုံးရှင်ကမြန်လာခဲ့ပြီးဂန်ဂျူလည်းအညွတ်စာကိုထုတ်လိုက်ပါတယ်။အဲ့ဒီနောက်ဒီအပိုင်းမှာအစစ်နစ်စင်ရှိကြောင်းနဲ့မသိရင်သူပြောတဲ့အတိုင်းတေချာလိုက်လို့ကြဖို့အော်ပြောနေပါတယ်။ပြောပြီးပြီးချင်းဂန်ဂျူလည်းဂါရာတွေယွနေခဲ့ပြီးအချီကိုတို့လူတစ်စိုက်ကတော့မျှကြီးကိုညီမအောင်ထင်းသိမ်းနေရပါတယ်။ဒီချိန်အစည်းအဝေးလုပ်နေကြတဲ့တေမီနီဟာရန်သူတွေဖောက်ဝင်လာပြီးဖြစ်ကြောင်းတတိပေးတဲ့အုံမောင်းခောက်တံကိုကြားလိုက်ရပါတယ်။ဒီတော့ဘိုးစင်တေမီနီဟာအံ့ဩသွားကြပြီးအချီမာရုကတော့ဒီဖြစ်ကြောင်းပြော llevaré yeah, ဒီချိန်တိုက်ပွဲဆာလောင်နေတဲ့စပေးထောင်ကင်းနဲ့ခံပါကြီးဆိုတဲ့သူကတော့ချက်ချင်းပြေးထွက်သွားခဲ့ပြီးရုတ်တရက်ဆိုသလိုတင်းမင်းမင်းကလေးတယောက်ဟာသူ့ရဲ့နောက်ကျောပေါ်ကိုရောက်လာခဲ့ပါတယ်။ကော်မလီဟာရန်သူတွေကိုတော့တတ်မလို့လားလို့ခံပါကြီးကိုမေးလိုက်ပြီးခံပါကြီးကတော့အီချီမာရုနဲ့တိုက်တာတောင်မတီးခဲ့တဲ့လူနဲ့တပွဲတလန်အကဲဆန်းကျင်နေခဲ့ပါတယ်။ဒီချိန်အဖိုးကြီးကလည်းအစည်းအဝေးကိုဖျက်လိုက်ရပြီးအီချီမာရုကိုအပြစ်ကိုနောက်မှစီရင်ချက်ချမှဖြစ်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အာရီဆန်ကတော့သူ့ကိုရှော့မတက်ဖို့နဲ့အပြစ်ကနေလွတ်မှာမဟုတ်ကြောင်းအီချီမာရုကိုဖျက်လိုက်ပါတယ်။ဒီလိုနဲ့ခဏအကြာကောင်းငင်ဘော်ကနေတခုခုပြုတ်ကျလာတာ ကိုတင်မင်းနိုင်မိတစ်ခုလုံးသတိထားမိတော့ပါတယ်။ဒါပေမဲ့ဒီလုံးကြီးဟာဝိညာဉ်အတားစီကိုကြော်ဖြတ်နိုင်မှာမဟုတ်ကြောင်းတင်မင်းနေကယုံကြည်နေခဲ့ပါတယ်။ဒီချိန်အီချီကိုတို့လူတစ်တိုက်ကလည်းအကာယံကိုဝန်တိုင်းတော့မှာဖြစ်တဲ့အတွက်သူ့ရဲ့စွမ်းအားတွေကိုအမြင့်ဆုံးပေါက်ထွက်လိုက်ကြပါတယ်။ဒီလိုနဲ့ဝန်တိုင်းသွားမိတဲ့အခါစွမ်းအားနယ်ရလည်းပေါက်ပြဲသွားခဲ့ရပြီးအီချီကိုတို့လည်းအထဲကိုအောင်းအောင်းမြင်းမြင်းရောက်သွားခဲ့ပါတယ်။ဒါပေမဲ့ဝကရဲတစ်ခုဖြစ်ပေါ်လာတာကြောင့်အားလုံးလည်းလူစုကွဲသွားကြပါတယ်။ဒီချိန်အောက်ကစောင့်ကြည့်နေတဲ့ခမ္ဘာကြီးကတော့အီချီကိုကဘယ်နေရာရောက်သွားမလဲဆိုတာကိုရှာနေခဲ့ပါတယ်။နောက်ဆုံးမှာတော့အီချီမာရုကိုတောင်းရှင်တိုက်နိုင်တဲ့အီချီကိုက စွာကြီးရဲ့သူဖြစ်ရမယ်ဆိုပြီးပြောရင်အပိုင်း25လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။တင်မင်းကရုံးနဲ့ဂျူနီယာတင်မင်းတို့ရဲ့တိုက်ပွဲ အပိုင်း26ရဲ့အစကြီးမားတဲ့ရဲတိုက်ကြီးရဲ့အပေါ်ဆုံးထက်မှာယူခီယာတယောက်တူတီမဲရဲ့ကိုထိုင်ဆောင်ရင်အထီးကျန်စွာဖျက်ဆီးနေရပါတယ်။ဒီချင်းရုတ်တရက်ကောင်းငင်ဘော်ကနေတစုံတစ်ခုကျလာတာကိုပြည်ရင်းပေါက်ကနေလှမ်းမြင်လိုက်ရပါတယ်။နောက်ဆုံးမှလေးဘွဲ့ကွဲသွားတဲ့အီချီဂိုတို့ကြောင့်သွေးစနေတဲ့ခဘာချီကတော့ဘဲကိုလိုက်လို့လက်ရမယ်မသိဖြစ်နေပါတယ်။အီချီဂိုကတော့ခန်ဂျူကြောင့်အကြတတသွားခဲ့ပါတယ်။ဗဇက်ထဲကတဲတွေထွက်ကျလာတဲ့အီချီဂိုကခန်ဂျူရဲ့အပေါ်စားအစွမ်းကိုကျေးဇူးတင်ရမယ်ဆိုပြီးပြောနေချင်းသူတို့အနားမှာအဆင့်မြင့်တင်မင်းနှပါကိုတွေ့လိုက်ရပါတယ်။တင်မင်းကတော့ဟာတရက်ခန်နေသူ့ရှိတဲ့တွေကိုရောက်လာတဲ့အတွက်ကဲကော ောင်းတယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒီချိန်တယောက်တည်းဖြစ်နေတဲ့လူကောင်ကြီးကတော့တင်မင်းနေမတွေ့အောင်ပုံနိုင်နေခဲ့ပြီးကြောင်မာလီကလည်းတယောက်တည်းဆိုပေမဲ့လွတ်အောင်ရှောင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ယာရူကတော့ဆန်အောင်မာလီနဲ့ရှိနေခဲ့ပြီးသူတို့မသိတာကသူတို့အနားမှာတင်မင်းတစ်ပါးရှိနေတယ်ဆိုတာပါဒီချိန်တင်မင်းကတော့ဟာအီချီကိုရိုကိုကပ်ပြနေခဲ့ပြီး ရုတ်တရက်ဂန်ဂျိုကထွက်ပြေးသွားပါတယ်။ဒါကြောင့်တခြားသင်မင်းကအနောက်ကိုပြေးလိုက်သွားခဲ့ပြီးနောက်ဆုံးတော့အီချီကိုနဲ့ဂရုံးလိုပဲကျန်သွားတော့တယ်။သူဟာဘိုးဆင့်သင်မင်းတစ်ပါးဖြစ်နေတာတောင်ထွက်မပြေးတဲ့အီချီကိုသင်မင်းတို့ကအံ့ဩနေပါတယ်။အီချီကိုကတော့ဂရုံးဟာအစွမ်းပူကြီးနေရင်ပြေးလဲမလွယ်ကြောင်းနဲ့တကယ်လို့သူကသာပူပြီးစွမ်းနေမယ်ဆိုရင်မင်းတို့အနိုင်ရမှာဆိုပြီးဂရုံးပြပြလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အစင်းမြင့်သင်မင်းပြပြီးမာနာကြီးတဲ့ဂရုံးဟာအီချီကိုအလေးဝင်တိုက်ပါတယ်။ဒါပေမဲ့အမြဲတမ်းကနေတဲ့အီချီကိုကရှောင်းနိုင်သွားခဲ့ပြီးသူ့ရဲ့ဝက်ခုတ်ထမကြီးကိုဆဲထုတ်လိုက်ပါတယ်။အဲ့ဒီနောက်ချက်ချင်းပဲဓာတ်နဲ့ပြီးခိုးလိုက်ပြီး နှစ်ယောက်ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။အစွာကြီးမားတဲ့အခြေကိုကဂရုံလဲပဲတူတိုက်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့နှစ်ယောက်စလုံးဒဏ်ရာရသွားခဲ့ပါတယ်။အထင်ကြီးမိသွားတဲ့ဂရုံလဲအခြေကိုရဲ့နာမည်ကိုမေးလိုက်ပြီးအခြေနာမည်ပါတဲ့လူတွေဟာတော်ပြီးတော့ရုပ်ချောတယ်ဆိုပြီးပြောလိုက်ပါတယ်။ဒါပြင်သူကအီခါကူဖြစ်ပြီးအဖွဲ၁၁ရဲ့တွဲဘက်လက်ထောက်ဖြစ်တယ်ဆိုပြီးလဲမိတ်ဆက်လိုက်ပါတယ်။ဒီအချိန်ထောက်လျှောက်ပြင်းနေတဲ့ဂန်ဂျူဟာတနီယာရောက်မှနယ်ယာပိတ်ကြီးကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူ့ရဲ့တဲအစွမ်းနဲ့ဖောက်ဝင်လိုက်ပြီးကန်ကောင်းသွားတယ်ထင်ခဲ့ပေမဲ့အခုတွေ့နေရတာကတော့ကျောင်းနေကြီးတစ်ခုဖြစ်ပါတယ်။ဒီကျောင်းနေကြီးကရာဇဝတ်သားတွေကိုပစ်ချတဲ့နေရာဖြစ် ်ပြီးအထင်းမှလည်းမိစ္ဆာတွေရှိကြအောင်အနောက်ကနေလိုက်လာတဲ့တင်မင်းကပြောပါဗါတယ်။အဲ့ဒီနောက်ကစားနေတာတော်သိမိဖြစ်ကြောင်းနဲ့ရွေးချယ်စရာနှုတ်ကိုပေးလိုက်ပါတယ်။ပထမတစ်ခုကသူ့ရဲ့ဓာချက်နဲ့တရားမှဖြစ်ပြီးဒုတိယကတော့ခြောက်တဲ့ခုံချရမှဖြစ်ပါတယ်။ဒီချိန်အီချီကိုကတော့ဂရုံးနဲ့တိုက်နေတုံးဖြစ်ပြီးနှစ်ယောက်စလုံးကလက်ရည်မြတ်နေတာကြောင့်အနိုင်ရှုံးမပေါ်ပဲဖြစ်နေပါတယ်။ဒါပေမဲ့အခုချင်းဟာအလျှော်ပြီးပြီးတိုက်နေတာဖြစ်ကြောင်းဂရုံးတင်မင်းကကြွားလုံးထုတ်နေခဲ့ပြီးမင်းရဲ့ဆရာဘသူလဲလို့အီချီကိုမေးလိုက်ပါတယ်။အီချီကိုကလည်းသူ့ရဲ့တိုက်ခိုက်နေတဲ့တင်ပေးခဲ့တဲ့သူဟာဥရာဟာရာဖြစ်ကြောင်းပြောလိုက်ချင်းဂရုံးတင်မင်းကတော့မျက်လုံးမျက်စက်နေပါပြုထွက်ကုန်ပါတယ်။ ယ်။အဲ့ဒီနောက်သူ့ရဲ့အာယုံထဲမှာတော့ကျောက်စီယာကောင်းတဲ့ဥရဟာရာကိုပြန်မြင်အောင်နေခဲ့ပါတယ်။အကြောင်းဆုံးတီးသွားတဲ့ဂရုံလေအီချီကိုဟာဥရဟာရာရဲ့တပည့်ဖြစ်တာကြောင့်အစွမ်းကုန်သုံးပြီးစားတိုက်တော့မှဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ဂရုံဟာချက်ချင်းပဲသူ့ရဲ့လက်နဲ့နာမည်ကိုခေါ်လိုက်တဲ့အခါလှန်ရှည်တစ်ချောင်းဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီနောက်ချက်ချင်းပဲလှန်နဲ့ပြေးထိုးလိုက်ပြီးအီချီကိုကလည်းအေးစီစီပဲရှောင်လိုက်ခဲ့ပါတယ်။ဒါပေမဲ့ဒါလှဲကောတစ်ခုဖြစ်ပြီးလှန်ကလည်းနန်ချက်ကူတစ်ခုဖြစ်လို့နေခဲ့ပါတယ်။ဒီတော့အီချီကိုလည်းနန်ချက်ကူကြောင့်တန်းရသွားခဲ့ပါတယ်။ဒီချင်းဂန်ဂျူရိုဘက်မှာတော့တင်မင်းဟာဂန်ဂျူရဲ့ရွေးချယ်မှုကိုစိတ်ဝင်စားနေခဲ့ပါတယ်။ဒါပေမ ဲ့ရုတ်တရက်မျက်လုံးကိုတင်းနဲ့အပတ်ခံလိုက်ရပါတယ်။ကန်ဆူရာဟာဂန်ဂျူလဲပြုတ်ကြမလို့ဖြစ်သွားခဲ့ပြီးဒါအောင်မြင်တော့တစ်ဖက်ကတင်းမင်းလဲဝမ်းသာနေခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ဂန်ဂျူလဲပြုတ်ကြသွားခဲ့ပြီးတင်းမင်းကတော့တနာဖို့ကောင်းနေဆိုပြီးလေးတိုက်နေပါတယ်။ဒီချိန်ရုတ်တရက်ဂန်ဂျူဟာတွင်းထဲကနေအမြောက်ဆန်အစွမ်းနဲ့ပြန်တက်လာခဲ့ပြီးဒါကိုမြင်တဲ့တေမင်းကလည်းဓာတ်နဲ့ပြီးခုတ်ပါတယ်။ဒါပေမဲ့ဘောလုံးကချစ်ရတာကိုမထင်တာကြောင့်တေမင်းကလည်းဒေါသထွက်သွားပါတယ်။ ါကြောင့်သူ့ရဲ့လက်နက်ကိုအသွင်ပြောင်းလိုက်ပြီးအားရင်းနဲ့ပြစ်ခုတ်လိုက်ပါတယ်။ဒီချိန်ဘောလုံးထဲကကန်ဂျူဟာအစွမ်းတွေကိုဖောက်ခွဲပြစ်လိုက်ပြီးသူကတော့အဲ့ဒီအချိန်နဲ့တခြားဘက်အချမ်းကိုကူးသွားခဲ့ပါတယ်။ ဲ့ဒီနောက်နေရန်ဒီကိုအပေါဖောက်ပြစ်လိုက်ပြီးထွက်ပြေးပါတော့တယ်ဒီချိန်တခြားဘက်မှာတော့အီချီကိုဟာဒဏ်ရာသွားခဲ့ပြီးဒါအိုတေချာမကိုင်းနိုင်တော့ပါဘူးဒါကြောင့်ပိတ်စားတစောက်ကိုယူပြီးဒါအိုလက်နဲ့တွဲချီလိုက်ပါတယ်အဲ့ဒီနောက်ချက်ချင်းမဲ့ဂရုံးကိုဒါနဲ့ပြစ်ခုတ်လိုက်ပြီးအခုတည်သူ့ရဲ့အစွမ်းတွေကိုမထုတ်ရသေးကြောင်းအီချီကိုကပြောလိုက်ရင်အပိုင်း26လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်ကျွန်တော်ရဲ့ channel လေးက Blade episode တွေ Mr. Bean episode တွေနဲ့ movie တွေကိုတင်ပြီးနေတဲ့ channel လေးဖြစ်ပါတယ်ဒါကြောင့် channel လေးကိုကြိုက်နေတဲ့ရင် subscribe လုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်